ျွန်တော်ရမရှိများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့နှလုံးပေါင်းရှင်းသို့မဟုတ်သုံးလုံးပေါင်းရှင်းပရိတ်ပေါ့နော်ဤနှမျိုးကိုပြန်နေအောင်တော့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဤနံပါတ်၄ဖြစ်ပါတယ်ပေါ့နော်ဒါလေးကဤနံပါတ်၄ဖြစ်ပါတယ်ကျွန်တော်လေးကိုထဲကနှလုံးပေါင်းရှင်းသို့မဟုတ်သုံးလုံးပေါင်းရှင်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်ခွန်ခွန်ပေါင်းရှင်းပေါ့နော်ဒီခွန်နဲ့ခွန်ပေါင်းရှင်းဒီ၁၄ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာနှလုံးပေါင်းရှင်းပရိတ်ဖြစ်ပါတယ်ပေါ့နော် နောက်တစ်ခုဒီမှာ6ခွန်ဆိုပြီးဖြစ်ပါတယ်နီးနံပါတ်2မှာ6ခွန်ပေါ့နော်ဆိုတော့အဲ့မှာတော့သူကခွန်နဲ့ဒီ9နဲ့ပေါင်းရှင်း16ဆိုပြီးတော့နှလုံးပေါင်းရှင်း plate 6ရဲ့6ပဲဆိုပြီးဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်တစ်ကြိမ်မှာ900ဆိုပြီးဖြစ်ပါတယ်ပေါ့နော်900တစ်ပြိမ်မှာကျွန်တော်ဒီခွန်နဲ့3ညာနဲ့နှလုံးပေါင်းရှင်း9 plate ဖြစ်ပါတယ်ဒါညခွန်ထက်က9 plate ပေါ့နော် ပြန်တင်တော့ကုတုံညာဆိုပြီးဖြစ်ပါတယ်နှလုံးပေါင်းရှင်ကုတုံညာသို့မဟုတ်သုံးလုံးပေါင်းရှင်ကုတုံညာပေါ့နော်အဲ့မှာသုံးလုံးပေါင်းရှင်အခွန်တုံညာတုံညာဆိုတဲ့အတွက်ခုနှစ်ပရိတ်ပေါ့နော်ခုနှစ်ပရိတ်လည်းဟုတ်တယ်ပြီးရင်သူကနှလုံးပေါင်းရှင်ခွန်လည်းဟုတ်တယ်ပေါ့နော်ဒီတစ်ခုမှကြတော့ကျွန်တော်တို့ဒီတုံညာရဲ့တုံညာရဲ့ဒီနှလုံးပေါင်းရှင်တုံညာဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါနီးနှမျိုးပေါ့နော် နောက်ထပ်တစ်ကြိမ်ပါနော်နံပါတ်20နဲ့နောက်ထပ်တစ်ကြိမ်ပါဆိုရင်ကျွန်တော်2 3 4ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အဲ့မှာကျွန်တော်ကျွန်တော်3 0 0ဆိုတဲ့အတွက်ကြောင့်မို့ကနန်း3လုံးပေါင်းရှင်းက9ပရိဆိုပြီးဖြစ်ပါတယ်ဒါကနန်း3လုံးပေါင်းရှင်းပါနော်3လုံးပေါင်းရှင်းဒီ9ပရိဖြစ်ပါတယ်ဒီဖက်3 4မှာကျွန်တော်ကျွန်တော်9နဲ့9ပေါင်းရှင်း4ပရိဖြစ်ပါတယ်ခင်ဗျာဒီနှလုံးပေါင်းရှင်းပါနော်9နဲ့9ပေါင်းရှင်း4ပရိဖြစ်ပါတယ် အထာကျွန်တော်ရှစ်ကိုလေးပေါ့နော်ရှစ်ကိုလေးတစ်ချိန်မှာကြတော့နှလုံးပေါင်းရှင်းတူမဟုတ်သုံးလုံးပေါင်းရှင်းဒီခွန်နှစ်ရဲ့တုံညာတည်ရဲ့ဆိုပြီးဖြစ်ပါလေဆိုတော့အဲ့မှာရှင်းနဲ့ကိုပေါင်းဆက်ခွန်ခွန်နဲ့ဒီလေးပေါင်းရှင်းအတိပရိပေါ့နော်ဆိုတော့ဒီသုံးလုံးပေါင်းရှင်းတိပရိဆိုတဲ့အတွက်ဒီမှာတိပရိပါတယ်ပေါ့နော်ပြီးတော့နှလုံးပေါင်းရှင်းဒီတစ်ခုကြည့်အောင်ပေါ့နော်ဆိုတော့ဒီမှာရှင်းနဲ့ဒီကိုနဲ့နှလုံးပေါင်းရှင်းဒီခွန်နှစ်ပရိဖြစ်ပါတယ်ဒီဘက်ကတော့သုံးလုံးပေါင်းရှင်းပရိဖြစ်ပါတယ်ဒီဘက်ကတော့နှလုံးပေါင်းရှင်းပရိဆိုပြီးဖြစ်ပါတယ်ပေါ့နော် နောက်ထပ်963 963တူပြင်မှာကြတော့ကျွန်တော်တို့9နဲ့6ပေါင်းတာ7တိနဲ့3ပေါင်း4ဒီမှာဒေးပရိတ်တော့မပါဘူးပေါ့နော်ဆိုတော့နှလုံးပေါင်းခြင်း break ကိုကြည့်အောင်နှလုံးပေါင်းမှာဆိုတော့ဒီနော်တော့ဒီပါ9နဲ့ဒီ3နဲ့ပေါင်းရှင်ဒီ3 8တဲ့က10 break ဖြစ်ပါလေနောက်ထပ်ဒီ9မှာကြတော့ကျွန်တော်9နဲ့3ပေါင်းတာ10ဆိုတော့ဒီဖြစ်မှာလေ10 break ပဲဖြစ်ပါတယ်ခင်ဗျာ Okay နောက်ထပ်ကျွန်တော်ဒီ68 68 68ဆိုတော့ပေါင်းရှင်ဒီ20နဲ့30ဆိုတဲ့အတွက်3ညာ7တဲ့က3 break ဖြစ်ပါတယ် ဒီကိုးလေးကိုဆက်ကြည့်အောင်ပေါ့နော်ကိုးလေးမှာကျတော့ကျွန်တော်တို့ဒီ shower ရှင်းပေါင်းရှင်းက14ဆိုပြီးတော့နှလုံးပေါင်းရှင်း၄လေးဖြစ်ပါတယ်ခင်ဗျာနောက်နောက်ထပ်ဒီနိနိခွန်နိနိခွန်မှာတော့ပေါင်းရှင်းက၃လုံးပေါင်းရှင်းအတိပရိဖြစ်ပါတယ်ပေါ့နော်တို့တို့ဒီမှာတိပရိမပါလေအတွက်နှလုံးပေါင်းရှင်းကိုဆက်ကြည့်အောင်နှလုံးပေါင်းရှင်းပရိကဒီမှာနိနိနိပေါင်းရှင်းဒီ၄ဖြစ်ပါတယ်နိနိခွန်ပေါင်းတာလေ၉နောက်ထပ်၄၅မှာလေနိနိနိပေါင်းရှင်းဒီ၄ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ နှလုံးပေါင်းရှင်းတာမှမဟုတ်သုံးလုံးပေါင်းရှင်းပြိဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကျွန်တော်ဒီမှာ3နဲ့8ပေါင်းတာဒီ7ဒီဘက်မှာလေ3နဲ့ဒီ8နဲ့8ပေါင်းတာလေ16ပေါ့နော်ဒီ3နဲ့8ပေါင်းတာ7ဖြစ်ပါတယ်နားထားတဲ့ကြိမ်ဆက်ကြည့်အောင်ပေါ့နော်ဒီ3 3ညာကိုဒီပြင်ပါရှင်ကျွန်တော်ဒီ3နဲ့3ညာနဲ့နှလုံးပေါင်းရှင်းဒီ3ဖြစ်ပါတယ် ဒီမှာတော့၃ည9နဲ့ပေါင်းရှင်ဒီ9ဖြစ်ပါတယ်၃လုံးပေါင်းရှင်ပရိအနေနဲ့၃၃ည9ဒီကနန်း၃လုံးပေါင်းရှင်နေဆိုတဲ့အတွက်ဒီမှာလေနေပရိပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါနှလုံးပေါင်းရှင်ပရိတုံးမဟုတ်၃လုံးပေါင်းရှင်ပရိဖြစ်ပါတယ်ဒီ၃နဲ့နေပေါင်းက9နဲ့ပေါင်းရင်10ဒီမှာ၃ညပရိတော့မပါဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့နှလုံးပေါင်းရှင်ပရိကြည့်အောင်နှလုံးပေါင်းရှင်ပရိမှာဒီ၃နဲ့ဒီ9နဲ့ပေါင်းရှင်ဒီ10ဒီမှာလေ10ဖြစ်ပြီးဖြစ်ပါတယ် ဒီမှာတော့9ရက်2ရက်ပေါင်းရှင်းခွန်ဆိုပြီးတော့ဒီမှာလည်းနှလုံးပေါင်းရှင်းပလင်းတစ်ခုပါတယ်ပေါ့နော်။နောက်ထပ်တစ်ကြိမ်3ခုနှစ်3ခုနှစ်မှာကျတော့3နှစ်နှစ်ပေါင်း9 9နဲ့9ပေါင်း14 4ပြိတော့မပါတဲ့အတွက်နှလုံးပေါင်းရှင်း9ပေါ့နော်။3နဲ့ဒီနှစ်နဲ့ပေါင်းရှင်းဒီ9ဖြစ်ပါတယ်။ဒီဘက်မှာတော့3နဲ့ဒီ9နဲ့ပေါင်းရှင်းဒီနှစ်ပြိတ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တစ်ကြိမ်နှစ်လေးလျှောက်တစ်ကြိမ်မှာကျတော့ကျွန်တော်ဒီ၄နဲ့6ပေါင်းရှင်းဒီ30ဖြစ်ပါတယ်။ ဒီမှာနှစ်လေးလျှောက်မှာလေးနဲ့၆ပေါင်း၃၀စနစ်ဆိုတဲ့အတွက်ဒီမှာနှစ်ပြိပါတယ်ပေါ့နော်နှစ်နဲ့လေးပေါင်းတာ၆လေးနဲ့၆ပေါင်း၃၀နှစ်နဲ့၆ပေါင်းတာ၈ဆိုတော့ဒီမှာနှလုံးပေါင်းရှင်ဘရိတ်နဲ့သုံးလုံးပေါင်းရှင်ဘရိတ်ဖြစ်ပါတယ်နောက်တစ်ခု၃နှစ်လေး၃နှစ်လေးမှာလေးတင်တော်တို့ဒီမှာကနန်းသုံးလုံးပေါင်းရှင်ဒီ၉ရာတယ်ပေါ့နော်၃နှစ်နှစ်ပေါင်းက၅နှစ်လေးပေါင်း၉ဆိုတော့ဒီမှာ၉ပြိပါတယ်နောက်တစ်ခုအနည်းနဲ့ဒီ၅လျှောက်မှာကျတော့၃နှစ်ဒီနှစ်နဲ့နှလုံးပေါင်းရှင်ဒီ၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအနာနီးနဲ့မြို့ပေါ့နော် ညီနှမျိုးဖြစ်ပါတယ်ဒီဖက်လေးထီရမယ်ဒီဖက်လေးထီရမယ်ပေါ့နော်โอเคနောက်တစ်ခု9တုံညာ9တုံညာထဲကကျွန်တော်ရှင်းနှလုံးပေါင်း၃လုံးပေါင်းကြည့်မယ်ပေါ့နော်ရှင်းနဲ့နှစ်ပေါင်း၃၅၅ပြိပါတယ်ပေါ့နော်နောက်တစ်ခုကဒီရှင်းနဲ့နှစ်ပေါင်း၃၀ဆိုပြီးတော့ဒီမှာတစ်ခုထီတယ်ပေါ့နော်နောက်ထပ်ညီတစ်မျိုးမှာ၃လေးဆိုပြီးဖြစ်ပါတယ်ဆိုတော့ဒီမှာရှင်းနဲ့၅ပေါင်းရှင်းက73ဆိုပြီး3တလုံးဖြစ်ပါတယ်ခင်ဗျာ ောက်ထပ်ဒီမှာ၄၉၄၅၄၄တလုံးတော့တူတယ်ပေါ့နော်ဆိုတော့အဲ့မှာရှင်းနဲ့ရှားပေါင်းဆက်နေ၄နဲ့၅ပေါင်းကိုကိုပြိပါတယ်ပေါ့နော်ကိုပြိပါတယ်ရှင်းနဲ့ရှားပေါင်းတာလည်းဆက်နေရှင်းနဲ့ရှားပေါင်းတာလည်းဆက်နေဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာတော့၆၁၄၅မတူဘူးပေါ့နော်၆၁၄၅မတူဘူးဆိုတော့ break တမှာမဟုတ်ဉာဏ်လုံးပေါင်းရှင်း break ၆၁၄၅ဆိုပြီးဖြစ်ရမယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ3 5 6ဆိုတဲ့အတွက်9နဲ့6ပေါင်းတာ7 7နဲ့3ပေါင်းတာ4 4 break ဒီမှာပါတယ်ပေါ့နော် နောက်တစ်ခုနှလုံးပေါင်းရှင်ပရိတ်ကိုဆက်ကြည့်အောင်35ပေါင်းလား8 9နဲ့6ပေါင်းလား7ဆိုတဲ့အတွက်ဒီမှာတိပရိတ်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာတော့ဒီဘက်ကနှလုံးပေါင်းရှင်ပရိတ်ဒီဘက်ကသုံးနှလုံးပေါင်းရှင်ပရိတ်ဆိုပြီးဖြစ်ပါတယ်โอเคနောက်ထပ်တစ်ခု6 6တကြိမ်ဆက်ကြည့်အောင်ပေါ့နော်6 6မှာကျတော့ဒီဒီ6နဲ့4ပေါင်း30 6ပရိတ်ပေါ့နော်ဒီမှာ6ပရိတ်တော့မပါဘူးဆိုတော့နှလုံးပေါင်းရှင်ပရိတ်ဆက်ကြည့်အောင်နှလုံးပေါင်းရှင်ပရိတ်ကဒီ6နဲ့ဒီ6နဲ့ပေါင်းတာ7နှစ်ဆိုပြီးဖြစ်ပါတယ် နောက်ထပ်အချိန်မှာဒီ၄နဲ့6နဲ့ပေါင်းရှင်းက30ဆိုပြီးတော့နှလုံးပေါင်းရှင်း plane တစ်ခုစလုံးပါနော်ဒီ9ခွန်ရှင်းတဲ့အချိန်မှာကျတော့သူက၄9ရဲ့3 4ရဲ့၄တလုံးတော့ပုံပြီးအားတာတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမှာခွန်ရှင်း55နဲ့9ပေါင်းရှင်းဒီ14ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီမှာနှစ်ခုစလုံး break ဖြစ်ပါတယ်3လုံးပေါင်းရှင်း break နောက်ထပ်တစ်ခုအနေနဲ့ဆက်ကြည့်အောင်9နဲ့ခွန်ပေါင်းတာ16ခွန်ရှင်း55ပေါ့နော် ရင်9နဲ့6ပေါင်းလား7ခွန်ဆိုတော့ဒီမှာနှလုံးပေါင်းရှင်းပြလိုက်ဒုတိယ3လုံးပေါင်းရှင်းပြလိုက်4ပြလိုက်ပြဖြစ်ပါလိမ့်နော်โอเค39ချိန်ထိခြိတော့ခဲ့ပြီပေါ့နော်39ချိန်ထိလုံးဝပြတ်ပြီးမရှိသေးဘူးခင်ဗျာပြီးရင်ကျွန်တော်ဒီဘက်မှာ38 69 6တချိန်ပေါ့နော်69 6တချိန်မှာဆိုရင်တော်လို့အရင်ဆုံးပေါင်းကြည့်မယ်ပေါ့နော်6နဲ့6ပေါင်းတာ7နဲ့9ပေါင်းတာဒီ7တိဆိုရတဲ့အတွက်ဒီမှာတိပိပါတယ်ပေါ့နော် ဒီနောက်ထပ်တစ်ခုအနေနဲ့ကဒီ6နဲ့ဒီ6နဲ့ပေါင်းတာဒီစနစ်ပရိတ်ဆိုပြီးဖြစ်ပါတယ်။ဒါရှင်ဒီဘက်ကနှလုံးပေါင်းရှင်ဒီဘက်ကသုံးလုံးပေါင်းရှင်ပရိတ်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ဒီ6ကို6တပင်မှာနီးအရာတင်တော့နေခွန်ရဲ့9 6ရဲ့ဆိုပြီးဖြစ်ပါတယ်။နေခွန်9 6ပရိတ်ပေါ့နော်။နေခွန်9 6ပရိတ်ဒါမှမဟုတ်နှလုံးပေါင်းရှင်ပရိတ်။အစရောအဲ့မှာကျွန်တော်ဒီ ရှင်းနေရှိပေါင်းတာ16ပေါ့နော်ရှောင်းနေ9ပေါင်းရှင်15ဆိုတဲ့အတွက်ဒီမှာတော့9ပြိပါတယ်ခင်ဗျာပြီးရင်ဒီဘက်ကဒီရှင်းနေရှိပေါင်းတာ16ဆိုပြီးတော့နှလုံးပေါင်းရှင်ပြိကို3နှုံးပေါင်းရှင်ပြိကိုနှစ်ခုစလုံးပေါ့နော်ဒီမြစ်ခွန်ထဲကကျွန်တော်ဒီမှာရှင်းနေ9ပေါင်းရှင်စက်ခွန်ဆိုပြီးတော့9ပြိဖြစ်ပါတယ်โอเคနံပါတ်39ကျန်အထိနှလုံးပေါင်းရှင်တာမမဟုတ်3နှုံးပေါင်းရှင်ပြိဆိုပြီးတော့ တောက်လျှောက်ဖြစ်ပါတယ်ခင်ဗျာလုံးဝပြည့်ပြည့်မရှိသေးဘူးပေါ့နော်ဆိုတော့နံပါတ်40ဒီတကြိမ်မှာတော့ကျွန်တော်ဒီနေ့အရာပေါ့နော်ဒီနေ့ခွန်နေရာမှာကျွန်တော်3ရ8ရပေါ့နော်3ရဆိုပြီးဖြစ်ပါတယ်အတိမှာကျတော့5 6ပဲဖြစ်ပါတယ်ခင်ဗျာ3 6 5 6ဆိုပြီးဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီ တောင်းရှိတဲ့ကနှလုံးပေါင်းရှင်တော့မဟုတ်သုံးလုံးပေါင်းရှင်ပြိပနော်ဒီ၅ရှောင်းပါလေနှလုံးပေါင်းရှင်တော့မဟုတ်သုံးလုံးပေါင်းရှင်ပြိဖြစ်ပါလေ၃ရှင်၅ရှောင်းပြိပနော်သုံးလုံးပေါင်းရှင်ပြိဆိုရင်၃ရှင်၅ရှောင်းပြိကိုတမမဟုတ်ကျွန်တော်နှလုံးပေါင်းရှင်ပြိစုပြီးဖြစ်ပါလေဒီ၃ရှင်နဲ့ထိရမယ်၅ရှောင်းနဲ့ထိရမယ်လို့ဆိုတာဖြစ်ပါလေပနော်ဤကနှမျိုးဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဖြစ်ပါလေဒါဆိုရင်ဤနံပါတ်၁ဒါကဤနံပါတ်၂ဖြစ်ပါလေပနော် ။ Okay ဒါဆိုရင်ကျွန်တော်ရှိမှာနှလုံးပေါင်းရှင်ပရိတည်တံတင်ပြထားတာရှိတယ်ပေါ့နော်။နှလုံးပေါင်းရှင်ပရိကတင်းနှစ်လျှောက်ဖို့ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်၃ညာနှစ်၃ညာနှစ်ဒီလည်းပြပြတော့မှာမရှိသေးဘူးပေါ့နော်။ဒီမှာလေး၃ညာနှစ်ပါတယ်၃ညာနှစ်ပါတယ်ပေါ့နော်။ပြီးရင်ဒီမှာလေးနှစ်တစ်လုံးကတော်တော်လေးအားတာတာတွေ့ရတယ်ပေါ့နော်။အဲပြီးရင်လေးနှစ်ခွန်ကိုကတော့ပင်ကြဖြစ်ပါတယ်ဗောနော်ဒီစတားနှစ်ခုပြပေးထားတယ်ဒီတစ်ခုမှာကျတော့ကျွန်တော်တို့နှလုံးပေါင်းရှင်းတာမဟုတ်သုံးလုံးပေါင်းရှင်းဒီ၃ရက်၈ရက်ဆိုပြီးဖြစ်ပါတယ် နောက်ထပ်နည်းတစ်မျိုးကလည်းကျွန်တော်တို့နှလုံးပေါင်းရှင်းတမမဟုတ်သုံးလုံးပေါင်းရှင်းပါနော်ဒါက၅ရှောက်စုမျိုးဖြစ်ပါတယ်ခင်ဗျာဒါမတူဘူးပါနော်ဒါကနှလုံးပေါင်းရှင်းတည်တံတရားကြတော့သုံးလုံးလေးပါနိုင်တယ်လို့နှလုံးလေးပါတယ်ပေါ့နော်โอเคဒါကျွန်တော်တို့မိတ်ဆွေများအထောက်အကူရအောင်ကြည့်ပြီးတော့ပြန်လည်မှရှင်းတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ